။နော်ဒီနေ့ပါဆိုလို့ရှိရင်ကျွန်တော်တို့တွေကုမ္ပဏီရဲ့ခိုင်မာတဲ့အားသာချက်တွေလည်းပြင်လန်းတွေမြင်ကြပြီဟုတ်။ဒီနေ့ကုမ္ပဏီအပိုင်းမှာပြောတဲ့လီတာကြီးမတော်ဘူးလား။ကျွန်တော်တို့တွေနံပါတ်1ဘဝရလိုချင်တဲ့ပုံတယ်လို့ပြပါရခင်ဗျာ။ကုမ္ပဏီအပိုင်းလည်းတည်ပြီးသွားပြီပြီးလို့ရှိရင်ပစ္စည်းအပိုင်းလည်းတည်ပြီးသွားပြီ။ဝင်ငွေရမဲ့ပလန်အပိုင်းလည်းတည်ပြီးသွားပြီနော်။ ကျွန်တော်ကနေဘယ်လိုတွေးခေါ်စ조사ခဲ့လဲအောင်မြင်သူတွေကဘယ်လိုတွေးခေါ်စ조사လဲဆိုတဲ့အားပေးစကားနားယူကြားဝေပေးမှဖြစ်တယ်နော်အားလုံးအစ်စ်လက်ကောက်တန်လဲကြားကြပါနော်နားယူဝါလောက်လေကျွန်တော်တို့ပညာသင်တဲ့နေရာမှာပျော်ရွှင်မှုတက်ကြွမှုရှိမှပေးတဲ့အချက်လက်တွေကိုရမှာဖြစ်တယ်ပညာသင်တဲ့အချိန်မှာကျွန်တော်တို့စိတ်ကပျော်ရွှင်မှုမရှိဘူးအိမ်ငိုက်နေမယ်ဆိုရင်ဘာမှမတိလိုက်ဘူး ဘာမှမသိဘူးဆိုရင်ဒီနေ့ကျွန်တော်တို့လာရတာအရှုံးကြီးပဲဖြစ်သွားမယ်เนาะဒါကြောင့်မလို့အာယုံလေးစိုက်ပြီးပျော်ရွှင်မှုတင်ယူစေခြင်းပါဒီနေ့မှဆိုလို့ရှင်ပေါ့เนาะကျွန်တော်တို့เนาะအပေးစကားကိုမျှဝေကျွန်တော်ရဲ့နာမည်ကတော့ကိုဝင်းမင်းထိုက်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ကိုဒီလိုထူးခြားပြီးကောင်းမွန်တဲ့စီးပွားရေးနဲ့မိတ်ဆက်ပေးတာကလာရမသွားဘူးอ่ะ ဟာโอเคကျွန်တော်တို့ဒီလိုမျိုးထူးခြားပြီးကောင်းမွန်တဲ့စီပွားရေးနဲ့မိတ်ဆက်ပေးတာကတော့ကျွန်တော်တို့ network ရဲ့စံပြကောင်းဆောင်လည်းဖြစ်တဲ့ပေါ့နော်အောင်မြင်သူတွေအများကြီးကိုမွေးထုတ်ထားတဲ့ဒိုင်းမုံရာသူရှင်ဆရာကိုမြင့်ကျော်နဲ့ဆရာမခင်တဲဝင်းဖြစ်ပါတယ်ခင်ဗျအရန်ကိုမှကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ online ကဒါပါရင်လည်းမိတ်ဆက်ပေးတယ်ကျွန်တော်အောင်မြင်ဖို့အတွက်အဖက်ဖက်ကနေပြုပြင်လမ်းပြပြီးကျွန်တော်ဒီလိုပြုစုပြောပေးခဲ့လို့ကျွန်တော်လည်းဒီနေ့လိုမျိုးပေါ့နော်ကောင်းမွန်ပြည့်စုံတဲ့ဘဝကိုရရှိတာဖြစ်တယ်နော် ကျွန်တော်တို့ကမြန်မာလူမျိုးတွေဖြစ်တဲ့ကျေးဇူးတင်ထားသူကိုကျေးဇူးတင်ခြင်းကလည်းအောင်မြင်ခြင်းပဲကျွန်တော်တို့ကိုဒီခမ်းမတဲ့ကိုရောက်ရှိလာအောင်ကျွန်တော်တို့ဒီစီးပွားရေးနဲ့မိတ်ဆက်ပေးတဲ့အလိုင်းတွေကိုကျွန်တော်တို့ကျေးဇူးတင်လိုက်ပါလို့ပြောချင်ပါတယ်ခင်ဗျာနော်ဒီလိုချင်းကျွန်တော်တို့ရဲ့ဒါ Facebook ဂရုအသီးသီးမှကြည့်နေတဲ့မိသားစုတဲ့အားလုံးကိုလည်းမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ကိုယ့်ရဲ့ကျေးဇူးရှင်တွေကိုပေါ့နော်ကျေးဇူးတင်ပေးကြမယ်နော်ပြီးလို့ရှင်တော့တင်ရမြင်စရာကြားစရာ နော်ကျေးဇူးတင်တဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်တဲ့မဖြစ်မနေကတော့ကျွန်တော်တို့ရဲ့ဆက်ဆက်မိုးကုမ္ပဏီကြီးကိုတည်ထောင်တဲ့အောင်မြင်သူတွေအများကြီးကိုမွေးထုတ်ထားရဲပေါ့နော်ကုမ္ပဏီပိုင်ရှင်ဒေါက်တာစွထဝီကယန်ချာဝနာနဲ့ CEO မစ္စတာနော်ဖက်ကင်နီတီလာဝစ်ကျွန်တော်တို့ရဲ့တရေချင်းတဲ့ဦးကိုလည်းအရန်ကိုမှကျေးဇူးတင်ပါရခင်ဗျာ Okay နော် ကျွန်တော်လည်းဒီစီးပွားရေးထဲမှာဘာကြောင့်ရွေးချယ်ကြိုးစားရလဲဆိုတော့အာကျွန်တော်ရဲ့ why and join ပေါ့နော်မျှဝေပေးมาဖြစ်တယ်ဒီမှာဆိုလို့ရှင်ကျွန်တော်စာလေးတစ်ကြောင်ရေးထားတယ်ငွေဆိုတာကျွန်တော်တို့တွေကြားနေရတယ်ဟာလားတချင်းတစ်ပုတ်လည်းရှိတယ်ဒုရီယဖရားသခင်ဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့တွေဘဝမှာပိုက်ပန်မရှိဘူးဆိုရင်ဘာတစ်ခုမှအဆင်မပြေဘူးနော်ဒီမှာဆိုလို့ရှင်ကျွန်တော်ဆိုလည်းပဲအ ကျွန်တော်တို့ကကြတော့မြန်မာနိုင်ငံဆိုလို့ရှိရင်ရန်ကုန်တိုင်းခရမ်းသုံးကွာဘက်ကနေပြီးလို့ရှိရင် အခြေခံမပြည့်စုံတဲ့မိသားစုကနေမွေးတဲ့သူတရားဖြစ်တယ်။ဟောကျွန်တော်၃နှစ်အရွယ်ပေါ့လူမန်းတိတက်ဆအရွယ်တဲကနေပိုက်ဆံမရှိတဲ့အတွက်နော်ပိုက်ဆံမရှိတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့အာပျော်ရွှင်တဲ့မိသားစုဆိုတာမရှိဘူး။ကျွန်တော်တို့ရဲ့အဖေအမေတွေကျွန်တော်တို့ကို မချစ်ဘူးလားဆိုရင်မချစ်ဘူးလို့ထင်လား။ဒီထဲမှာ ကိုကိုမွေးတဲ့အဖေအမေတွေကကျွန်တော်တို့ကိုမချစ်ဘူးထင်လားနော်မိဘတွေကနော်သူတို့ရဲ့ချွေးတွေသွေးတွေနဲ့ရင်ပြီးတော့မှမွေးထားတဲ့ကျွန်တော်တို့တွေကိုဒါသူတို့အတွက်လို့ရှင်အချစ်ဆုံးပဲကျွန်တော်တို့ဒီအသက်အရွယ်အထိရောက်နေတယ်ကျွန်တော်တို့ရဲ့အမေကကျွန်တော်တို့ကိုအခုချိန်ဒီစိတ်မချသေးဘူးသူတို့ရဲ့မျက်လုံးထဲမှာကျွန်တော်တို့ကခလေးလေးတယောက်လိုပဲဒါပေမဲ့ကျွန်တော်တို့ရဲ့အဖေတွေအမေတွေကကျွန်တော်တို့ကိုချစ်တယ်ဒါပေမဲ့သူတို့တွေ စားဝေးနေရေးပေါ့မပြေလည်တဲ့အချိန်မှာကျွန်တော်တို့လိုချင်တဲ့အရာတွေပေါ့ဒီမှာနားထောင်နေမိသားစုတွေရောကျွန်တော်နဲ့ဘဝတူတဲ့သူတွေရှိလာတော့မသိဘူးကျွန်တော်ဆိုလို့ရှိရင်ကလေးဘဝတော်ကပေါ့နော်ကျွန်တော်နဲ့ရွယ်တူတငယ်ချင်းတွေသူတို့ရဲ့အဖေအမေတွေကသူတို့လိုချင်တာတွေဝယ်ပေးတယ်သူတို့သွားချင်တဲ့နေရာတွေလိုက်ပို့ပေးတယ်တကယ်ပျော်ရွှင်တဲ့မိသားစုလေးကိုမြင်ရလို့ရှိရင်ကျွန်တော်တို့မှာကကြတော့ပိုက်ဆံမရှိတဲ့အခါကြတော့ကျွန်တော်တို့ရဲ့ အဖေဆိုလေအာအရတောက်တယ်ပေါ့နော်စိုးတဲ့အထဲမှာပါဝင်နေအမေလည်းအဖေပဲအဖေလည်းအမေပဲအဲ့ဒါကကြောင့်เนาะကျွန်တော်တို့လိုချင်တဲ့အရာတွေကျွန်တော်တို့ရဲ့အမေကလည်းဝယ်ပေးခြင်းနေဒါပေမဲ့သူ့မှာဝယ်ပေးစရာမရှိတဲ့အတွက်ချစ်ပေမဲ့လည်းမုန်းခြင်းအောင်ဆောင်ခဲ့ရတယ်အားလုံးကိုချင်းစာတက်ကြလိမ့်မယ်လို့ယုံကြည်เนาะအဲ့တော့ပြောချင်တာကကျွန်တော်တို့ပိုက်ဆံမရှိတဲ့ဘဝကဘာတစ်ခုမှအဆင်မပြေဘူး ကျွန်တော်တို့ရဲ့မိသားစုတွေမှာလည်းပျော်ရွှင်မှုဆိုတာလည်းမရှိဘူးကျွန်တော်လည်းပဲအဲဒီလိုမျိုးငငယ်လေးတက်ကနေပေါ့နော်ဆလိုင်းရဒီရနှိပ်လို့မရအောင်နော်တစ်ချက်လောက်ဟာငငယ်လေးတက်ကနေပြီလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းဟာလာမျက်နှာငယ်ခဲရတဲ့ကြောက်စိတ်တွေနေပေါ့နော်လူတော်ထဲမှာဒါမတိုးရဲတဲ့ဘဝကနေပြောမယ်ဆိုလို့ရှိရင်ဒါကိုအကြောင်းကိုပြောပြပေးတာအဲလိုမျိုးဘဝကမွေးဖွားလာတဲ့သူတရားဖြစ်တယ် မဟုတ်တရားအာဓမ္မဆိုလို့ရှိရင်ဒါကျွန်တော်အမေကျွန်တော်ရဲ့အမေဆိုလို့ရှိရင်အာကျွန်တော်တို့ငယ်တဲ့အချိန်တော့ဆိုလို့ရှိရင်ပေါ့နော်ဂျွာတွေမှာလှည့်ပြီးတော့မှဈေးရောင်းရတယ်တားတွေငားတွေပေါ့နော်ပစုံတွေငားတွေလှည့်ရောင်းရတယ်အာပြီးလို့ရှိရင်ကျွန်တော်ရဲ့အမေကကြတော့သူ့ရဲ့အမျိုးသားပေါ့ကျွန်တော်ရဲ့အဖေဂျွာမှာ သူ့ရဲ့အမျိုးမရှိပဲလာနေရတယ်အဖေကအရန်ကြီးတာဝန်မကျေတဲ့အခါကျတော့အမေကပဲကျွန်တော်တို့တွေကိုစာဝေးနေရေးအတွက်ရှာဖွေတယ်အာတချို့ရက်တွေဆိုလို့ရှိရင်ပေါ့နော် မိသားစုတွေစားဖို့အတွက်ကျွန်တော်တို့မှာသားသမီးမောင်နှမ9ယောက်ရှိတယ်ကျွန်တော်တို့သားသမီးမောင်နှမ9ယောက်စားဖို့အတွက်တချို့ရက်တွေထမင်းချက်ဖို့စံမလောက်ဘူးဆိုရင်ဒါစံပြုတ်လေးနဲ့အမေဆိုရင်ဒါမစားဘဲနဲ့အပင်ပန်းခံခဲ့ရတဲ့ရက်တွေလည်းရှိတယ်အော်ကျွန်တော်ရဲ့အမေဆိုရင်ဒါအသက်52နှစ်အရွယ်မှာအာသွေးဆုပ်မီးရက်နဲ့ရှင်ပြီးပါတော့သူကယူတုတုယောဂလည်းဖြစ်ခဲ့တယ်တခြားအခုချိန်ထိလည်းအမေဆိုရင်ဒါအသက်80ဝန်းကျင်ရှိပြီးအာကျန်းမာရေးအရန်ချူကြရတယ်ပေါ့ အာကျွန်တော်လည်းပဲပညာတက်ဘွဲရတယောက်ဖြစ်ချင်တယ်ဒါမဲ့ကျွန်တော်တို့တွေကျောင်းဆို၈တန်းပဲ၉တန်းဆက်ပြီးတက်ခွင့်မရဘူးကျောင်း၈တန်းနဲ့ထွက်ပြီးတာနဲ့ကျွန်တော်မြန်မာနိုင်ငံမှာတောင်သူလဲတမားအလုပ်ပေါင်းမျိုးစုံလဲပင်ပင်ပန်းပန်းနဲ့ကြိုးစားရတယ်ပေါ့နော်၂၀၁၈လပိုင်းဆိုရင်ဆရာကြီး slide လေးတစ်ချက်လောက်နော်၂၀၁၈လပိုင်းဆိုရင်ဒါမြန်မာပြည်မှာရှိတဲ့အာကျွန်တော်ကိုပေါ့နော်သူများစီမှာအတိုးနဲ့ပေါင်ပြီးကျွန်တော်ထိုင်းနိုင်ငံရဲ့ဖူကင်းမြို့မှာဒါကကြတော့ကျွန်တော်ပြည်ဘောက လောက်ခဲ့တဲ့ပုံဖြစ်တယ်ဒီပုံလေးနဲ့အဲပုံလေးနဲ့ဘယ်ဟာပိုချောလဲဆက်ဆက်ဘုံမှာကြိုးစားလူတိုင်းလူတိုင်းချောပြီးထောမှာဖြစ်ပါလေခင်ဗျာနော်အဲ့တော့ကျွန်တော်လည်းအဲ့လိုမျိုးအလုံးလုံးနေရင်းနဲ့ကျွန်တော်တို့အလောက်ကကြတော့ဟိုတယ်တစ်ခုပေါ့အခန်း300လောက်ရှိတယ်ဟလာအလုံးလုံးပြီဆိုလို့ရှိရင်ကျွန်တော်တို့၄လလောက်အလုံးမရှိဘဲနားရတဲ့ရက်တွေလည်းရှိတယ်နော်အလုံးမရှိတဲ့အခါကြတော့ပေါ့နော်ကျွန်တော် ဒါဖုံးအများဆုံးတုံးပြစ်တယ်ဖိဖုံးမှာဆိုလို့ရှိရင်အာကျွန်တော်တို့စီးပွားရေးနဲ့ပေါ့နော်လူခေါ်တယ်ပို့တယ်ကိုကိုကိုအထင်ငါတို့ပညာလက်ဆက်ဘွဲရတဲ့သူတယောက်ကပေါ့နော်ဒီလိုမျိုးလုပ်ငန်းတွေလုံးလုံးရမယ်မထင်ဘူးနော်နောက်တော့မှအာကျွန်တော်ရဲ့ online ဒါ messenger ကနေလာပြီးမိတ်ဆက်ပေးတယ်မိတ်ဆက်ပေးတဲ့အချိန်မှာကျွန်တော်ဆိုလို့ရှိရင်ပေါ့နော်ဘာမှမရလဲပဲဘဟုတုတရတယ်ဆိုတဲ့အတွင်းနဲ့အာ line စီးပွားရေးကလူမှဝင်ပြီးလေ့လာတယ်လေ့လာပြီးတဲ့အချိန်မှာကျွန်တော်မြင်သွားတာက number 1ဘဝ ခုကျွန်တော်ကုမ္ပဏီအပိုင်းမှာနားထောင်ခွင့်ရတယ်။ဘာကြောင့်ကျွန်တော်ဒီနံပါတ်2ဘဝကိုမြင်လဲဆိုရင်ကျွန်တော်ရဲ့အဖေပေါ့အသက်80အရွယ်အထိလေတော်ထဲမှာမျိုးနှုတ်တယ်ကောက်ဆိုက်တယ်စသည်အလုပ်တွေလုပ်ပြီးတော့မှနောက်ဆုံးဆိုလို့ရှိရင်လုံးဝစမ်းမကြီးမကောင်းဖြစ်ပြီးအဲ့ရထဲမှာဘုံဘုံလဲပြီးတော့မှတည်ဆုံသွားတယ်။အေးတကယ်လို့ငါအသာဒီစည်းပွားရေးမှာမလုပ်ဘူးဆိုရင်ငါရဲ့အဖေပဲငါလဲတည်တဲ့အထိအလုပ်လုပ်ကြမယ်။ကျွန်တော်တည်တဲ့အထိအလုံးမလုပ်ချင်ဘူး။ဒါကြောင့်ကျွန်တော်နံပါတ်2ဘဝကို အခွင့်အလမ်းမြင်တယ်အခွင့်အလမ်းမြင်ပြီးတဲ့အချိန်မှာပေါ့နော်ဆရာကြီးစလိုက်လေးတစ်ချက်လောက်โอเคเนาะအာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က၅နှစ်ကလေးပေါ့ခုနကကုမ္ပဏီအပိုင်းမှာလည်းပြောပြပေးတယ်အဲ့တော့ကျွန်တော်တို့ရဲ့အနေနဲ့ဒီလိုမျိုးကွန်ထိုးတိုက်ခန်းတွေတည်ဆောက်ဖို့အတွက်အရင်းနှီးတွေရှိလားเนาะအနည်းဆုံးထိုင်းဘက်တန်ပေါင်း90လောက်ရှင်းရမယ်9နှစ်လောက်အချိန်ပေးပြီးကွန်ထိုးတိုက်ခန်းတစ်လုံးကိုတည်ဆောက်မယ်ကျွန်တော်တို့ရင်းထားတဲ့ထိုင်းဘက်တန်ပေါင်း90ပေါ့ အရင်ကြေဖို့အတွက်နောက်ထပ်9နှစ်လောက်ထပ်ပြီးအချိန်ပေးရမယ်တကယ်လို့ကျွန်တော်တို့မှာထိုင်းဘက်တန်ပေါင်း90လောက်အရင်အနည်းရှိရင်တော့10နှစ်အချိန်ပေးပြီးတော့မှကျွန်တော်တို့ကအမြတ်ပြန်ရမှာကျွန်တော်ဆိုလို့ရှိရင်ထိုင်းကနေမြန်မာပြည်ကိုလာတဲ့ခြံပေါင်ပြီးတော့မှနှစ်နှစ်ကြိုးစားတာအကျွေးတော်မကြေလို့ကျွန်တော်မှအရင်ဒီမရှိဘူးနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါညာနာအပေါ့ passive income ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကဘာကျော်စာရေးဆရာကြီးတော့ဘက်ကီယိုစာရေးသားအစာဆက်အုပ်ရှိတယ်ပေါ့ သူကတစ်ကြိမ်တစ်ခါလေးပဲစာအုပ်ကိုထုတ်တယ်ဒါပေမဲ့သူရဲ့စာကိုနိုင်ငံတကာကနေဘာသာပေါင်းသုံးတဲ့ဘာသာပြန်တာဖြစ်တဲ့သူကအမြဲတမ်းဝင်ဝေတွေရရှိနေတယ်ကျွန်တော်ကလည်းအဲ့လိုမျိုးစာအုပ်တွေထုတ်ဝင်နိုင်တဲ့အသိပညာတွေမရှိဘူးပြောလို့ရှိရင်ကျွန်တော်တို့ငွေတို့မဖြစ်နိုင်ဘူးเนาะပြောလို့ရှိရင်အာဒီလိုမျိုးပေါ့ဖိဖို့တီထောင်တဲ့သူတွေရှိမယ်အာပြောလို့ရှိရင်ကျွန်တော်တို့ဒါအင်တာနက်ဟိုထိုင်းနိုင်ငံမှာဒီတက်တို့အာပြောလို့ရှိရင်ထူးမှုတို့ပေါ့နော်ဒီလိုမျိုးကွန်ရက်လုပ်ငန်းရှင်တွေပေါ့ အဲ့တော့ဒီအားလုံးကျွန်တော်တို့ဖက်ဆင်းအင်္ဂါဝင်ဝေကိုရနိုင်တဲ့အားလုံးထဲမှာကျွန်တော်တို့ရဲ့ဆက်ဆက်မိုးကုမ္ပဏီအရင်အနည်းဆိုရင်အရန်နေတယ်နော်ဆရာကြီးစလိုက်လေးတစ်ချက်လာနော်ဟာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြားနေရတာပဲဒီရဲ့အချက်လေးကိုပေါ့နော်ကျွန်တော်တို့သဘောပေါက်တယ်ဆိုလို့ရှိရင်ဆက်ဆက်မိုးမှာ လူတိုင်းလူတိုင်းစူးစမ်းတယ်ဟုတ်လားကျွန်တော်တို့မိုးလင်းလာရင်သွားမတိုက်ဖက်နေတဲ့သူရှိလားကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာသွားမတိုက်ဖက်နေတဲ့သူတွေရှိလား သူတို့သွားတိုက်နေတယ်သူတို့ရဲ့သွားတိုက်စေနေရာမှာကျွန်တော်တို့ဆက်ဆက်မိုးကုံမနီရဲ့အရေးတွေကောင်းတဲ့သွားတိုက်စေအစာထိုးပြီးလို့ရှင်ပေးပြီးသုံးယုံမယ်ဟုတ်လားကျွန်တော်တို့ရဲ့ကုမ္ပဏီရဲ့ပစ္စည်းတွေကကြော်ညာလက်ကားလက်လီမပေးရဘူးအဲ့တော့ကုန်ပစ္စည်းက quality အရေးအသွေးအရန်ကောင်းတယ်ပြင်ပကပစ္စည်းနဲ့လုံးဝမတူဘူးအဲ့တော့ကျွန်တော်တို့ကိုယ့်ရဲ့မိတ်ဆွေတွေတငယ်ချင်းတွေသူတို့တုံးနဲ့တွားတိုက်စေနေရာမှာကျွန်တော်တို့ဆက်ဆက်မိုးကုမ္ပဏီကနေထုတ်တယ်ပေါ့နော်ဒါ ဟာတော်တယ်ပေးပြီး၃လရုံနဲ့ကျွန်တော်တို့တွေကြော်ညာလက်ကားလက်လီကိုတိုင်းပဲကြော်ညာနော်ကိုတိုင်းပဲလက်ကားကိုတိုင်းပဲလက်လီအဖြစ်ပေါ့နော်ချောလဲချောပြီးလို့ရှင်ဒါချောလဲထောတယ်ဒါအခွင့်လန်းပေါ့နော်ဒီအခွင့်လန်းကကျွန်တော်အတွက်ဆိုလို့ရှင်ဒီမှာနားထောင်နေတဲ့ဥပမာကြည့်တဲ့သူတွေကောဒီခန်းမထဲမှာရှိတဲ့သူတွေကောပေါ့နော် ပါကျွန်တော်အတွက်ဆိုလို့ရှင်ပေါ့နော်ဒီရက်ဆက်ဆက်မိုးစီးပွားရေးကကျွန်တော်ဘဝကိုအကောင်းဆုံးပြောင်းလဲပေးနိုင်တဲ့တစ်ခုတည်းသောစီးပွားရေးအဖြစ်ယုံကြည်ပြီးလို့ရှင်စူးစမ်းခဲ့တဲ့သူတရားဖြစ်တယ်။အာနောက်ထပ်ဆက်လိုက်လေးတစ်ချက်လောက်ဆရာ။နော်ဒီမှာဆိုလို့ရှင်ဒါကျွန်တော်တို့ကွန်ရက်စီးပွားရေးစနစ်ရဲ့အားသာချက်အရင်အနည်းဆိုရင်အရန်နေတယ်။ထိုင်းဘက်ဆိုရင်300ဘတ်လေးတိုင်းတိုင်းချမ်းသာမလား။ကြားပြောက်သွားလေမစင်ရဲဘူးနော်။အဲ့ဒီ300ဘတ်လေးနဲ့ကျွန်တော်တို့ရဲ့ဘဝတွေပြောင်းလဲသွားမယ်ဆိုရင်မလုံနိုင်ဘူးလား။ နော်ပြီးလို့ရှိရင်ပညာအရေးချင်းတွေမလိုအပ်လုပ်ငန်းအတွေ့အကြုံတွေမလိုအပ်ဘူးပေါ့နော်ဒါဝင်ဝေတွေအကန့်အသတ်မရှိဖန်တီးလို့ရတယ်အောင်မြင်လာပြီဆိုရင်လည်းအလဲခီးစဉ်တွေဂုဏ်ခံရခြင်းတွေလည်းရရှိမှာဖြစ်တယ်နော်ပြောချင်တာကကျွန်တော်တို့တွေကမျက်လုံးဖွင့်နားဆွင့်ပြီးလို့အခွင့်အလမ်းကိုမြင်အောင်ကြည့်တတ်မယ်ဆိုရင်ကျွန်တော်တို့တွေကစီးပွားရေးတမားဖြစ်တယ်စီးပွားရေးတမားဆိုတာကကျွန်တော်တို့ရဲ့ဒီ အာအုံနောက်မနဲ့ပေါ့နော်တုံးပြီးလို့ရှိရင်အလုံးလောက်ကတယ်ဟလာကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မိုးလင်းအလုံးသွားတယ်မိုးချုပ်အလုံးပြန်တယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ခြေလက်တွေအလုံးလောက်ကတာမဟုတ်လားအဲ့တော့ကျွန်တော်တို့ဆက်ဆက်မိုးကုမ္ပဏီမှာအုံနောက်နဲ့တွေးပြီးလောက်ကန်တက်မယ်ဆိုလို့ရှိရင်ဒီရဲ့အားတာချက်လေးတွေကျွန်တော်တို့ပြင်ပကစီးပွားရေးနဲ့ကျွန်တော်တို့ဆက်ဆက်မိုးရဲ့စီးပွားရေးနဲ့ရှင်ပြီးလို့ရှိရင်ကြည့်လို့ရတယ်ပြင်ပမှာကျွန်တော်တို့စီးပွားရေးတစ်ခုလုပ်မယ်အရင်ဒီအများကြီးလိုအပ်တယ် ဥပမာတစ်ခုပေါ့တိုင်းတရာလောက်ကျွန်တော်တို့မှာအရင်အနည်းရှိတယ်တိုင်းတရာရှိပြီလို့ရှင်စီးပွားရေးတစ်ခုလုပ်မယ်ဆိုရင်နောက်ထပ်တိုင်း90လောက်ကအရင်မရှိပဲလုပ်လို့ရလားနော်အဲ့တော့ပြင်ပမှာကျွန်တော်တို့စီးပွားရေးလုပ်ဖို့ဆိုအရင်များတယ်ဒီမှာဆိုရင်အရင်နေတယ်ပြင်ပမှာကျွန်တော်တို့အလုပ်တစ်ခုလုပ်မယ်ပညာတက်လာဘွဲရလာလုပ်ငန်းအတွေ့အကြုံရှိလာအများကြီးအင်တာဗျူးတာတွေခံရတယ်နော်ဒီမှာဆိုလို့ရှင်အသားမဲလို့ရုပ်ဆိုးလို့ဆိုပြီးလုံးလုံးမရတဲ့သူတွေရှိလား မိသူမစို့လုံးလို့ရဒါကြောင့်ကျွန်တော်ပြောချင်တာကကျွန်တော်တို့တွေမျက်လုံးဖွင့်နားဆွင့်ပြီးမြင်အောင်ကြည့်တတ်ရင်ဆက်ဆက်မို့မှလူတိုင်းစူးစမ်းပြီးလို့ရှိရင်အောင်မြင်မှုရရှိမှာဖြစ်ပါတယ်ခင်ဗျာနော်အာကျွန်တော်လည်းပဲအဲ့ဒီလိုမျိုးအခွင့်အလမ်းမြင်တဲ့နေ့ကနေစပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်ရဲ့အတွေ့အထဲမှာကျွန်တော်ရဲ့ခေါင်းထဲမှာအာဒီမှာစတင်ပြီးလေးလာတဲ့သူတွေစူးစမ်းတဲ့သူတွေဘယ်လိုစူးစမ်းခဲ့လဲတော့မသိဘူးကျွန်တော်တို့ဆိုလို့ရှိရင်သွားလဲပဲဒီစိတ်ပေါ့နော်လာလဲပဲ အများတန်းဟိုကျွန်တော်ဆိုလို့ရှိရင်ပြည်ဘောကအလုပ်တွေလုပ်တယ်စလိုက်လေးနှိပ်ပြပါအောင်ဆရာကြီးအကောင်လုံးတာနှိပ်ထားလိုက်တာနော်ကျွန်တော်ကဒီမှာ remove နဲ့ဆိုပြီးလို့ရှိရင်အာထည့်လာခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဆိုလို့ရှိရင်ဒီမှာပြည်ဘောကအလုပ်လုပ်တယ်ပေါ့နော်တစ်တေဝါးတွေဖြတ်တယ်ခေါင်းထဲမှာကဆက်ဆက်မိုးပဲခေါင်းထဲမှာရှိနေတယ်နော်အဲ့တော့သွားပြီးလို့ရှိရင်ကိုရရှိတဲ့အခွင့်အလမ်းသူများတွေကိုသွားမိတ်ဆက်ပေးတယ်အငင်းလဲခံရတယ်အစဲလဲခံရတယ်ဘလော့တွေလဲခံဘူးတယ် အများကြီးငင်းပယ်မှုတွေခံရတယ်အဲ့လိုမျိုးငင်းပယ်မှုတွေကြားထဲမှာကျွန်တော်ဘာကြောင့်ကြိုးစားလဲဆိုရင်အာကျွန်တော်ဒါပရိဘောကအလောယုံမှာကျွန်တော်နေအမေနဲ့ပေါ့နော်ဖုံးပြောလို့ရှင်ကျွန်တော်အမေကားကြတော့နားမကြဘူးသူပြောတခွန်းလေးပဲရှိတယ်ငါသားဘယ်နဲ့ပြန်လာမှလဲကျွန်တော်ရဲ့မိသားစုမှာ၅ယောက်ရှိတယ်ကျွန်တော်ကအငယ်ဆုံးသားတစ်ယောက်ဖြစ်တယ်အမေကနေသူအသက်ကြီးလို့အလုံးမလုံးနိုင်တဲ့အချိန်အငယ်ဆုံးသားဖြစ်တဲ့ကျွန်တော်နဲ့ပဲအိမ်ကောင်းကောင်းလေးမှသူကနေနေတာ နော်ဒါမှမဟုတ်အမေပြောလိုက်တဲ့အချိန်တိုင်းမှာဘယ်နဲ့အိမ်ပြန်လာစောက်ပါလဲကျွန်တော်မှတိကျတဲ့အဖြေဆိုတာမရှိဘူးဒါကြောင့်မလို့ကျွန်တော်လည်းပဲဆက်ဆက်မိုးဆိုတဲ့အခွင့်လန်းကျွန်တော်ဘဝအတွက်အကောင်းဆုံးအခွင့်လန်းကိုမြင်ပြီးတော့မှအဲ့ဒီငင်းပယ်မှုတွေကိုကျွန်တော်ကြော်ဖြတ်ပြီးလို့ရှင်စ조사ခဲ့တာဖြစ်ပါတယ်နော်โอเคနော်ဒီမှာဆိုလို့ရှင်အာကျွန်တော်တွေးခေါ်ပြီးလို့ရှင်စ조사ခဲ့တဲ့အချက်လေးတွေ အာကျွန်တော်လည်းဆင်းရဲတဲ့ဘဝကိုမုံတိတယ်အရှိပိုင်းမှာပြောခဲ့တယ်လို့ပဲပြီးလို့ရှင်တင်ယူခြင်းကိုချင်းမြတ်နိုးတယ်မျှဝေတက်တဲ့စိတ်နှလုံးသားရှိတယ်ဗောနော်အဲ့လိုမျိုးနဲ့ကျွန်တော်စူးစမ်းပြီးတော့မှအာဗရောင်းဆိုတဲ့ယာဒူးကိုရရှိလာတယ်ကျွန်တော်ရဲ့ရီမန်းချက်ကဗရောင်းယာဒူးတထောင်ပဲရတာနဲ့ကျွန်တော်နေသားအလုပ်ကိုဖတ်မယ်နေသားအလုပ်မှာကျွန်တော်တနေ့ကို400ပဲရတယ်တစ်လကို25ရက်လောက်ကမှတထောင်ပဲရတယ် တချို့လားတယ်ဆိုလို့ရှိရင်9ရက်10ရက်လောက်ပဲလောက်ရတာဖြစ်တဲ့အတွက်တလားကိုတသောင်းပြည့်အောင်မရဘူးဘူးဒါကြောင့်မလို့ကိုတွေးလိုက်တဲ့အခွင့်လန်ကျွန်တော်တို့မှာလောဘောက်ကင်ဘတ်ပေါ်တော့ pre-bog ကချင်းနေ15ရောက်ရှိတယ်အကောင်လုံးထဲမှာကျွန်တော်တယောက်ပဲ deceive ဘွားကိုလုပ်တယ်သူတို့ကိုပြောပြပေးတယ်အယူမင်းမဖြစ်နိုင်တာတွေပေါ့နော်သူတို့ကနေပြီးလို့ရှိရင်ကျွန်တော်ကိုဒါဝိုင်းပယ်ထားခဲ့တယ်အဲ့ဒီလိုမျိုးအခက်ခဲကနေစူးစမ်းပြီးအာဘောင်းရဘူးရရှိတယ်ပေါ့နော်ဘောင်းရဘူးရပြီးတဲ့အချိန်မှာကျွန်တော်တို့ စလိုင်းလေးနော်စလိုင်းကဒီမှာ remove อ่ะဟောနော်ဖြစ်နော်ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ဘန်ကောက်ကိုရောက်ရှိလာတယ်ဗောနော်ဘန်ကောက်မှာဆိုလို့ရှိရင်ဒါပထမအဦးဆုံးရုံးကိုရောက်ခဲ့တဲ့ရက်လေးဖြစ်တယ်နော်ဒီမှာဆိုလို့ရှိရင်လီဒါကြီးကိုမချစ်စိုးတွေတွေရှိမယ်နော်နောက်ထပ်စလိုင်းလေးတစ်ချက်လောက်ဆရာဘန်ကောက်ကိုရောက်လာတယ်ဆိုလို့ရှိရင်လေဒါကျွန်တော်လည်းပဲဒီရေပိုက်ကောင်းရုံမှာပေါ့နော်ဒါအလုံးလုံးတယ် အလောလောပြီးတော့ကျွန်တော်ယုံကိုရောက်လာပြီးတဲ့နေ့မှာဆိုလို့ရှိရင်ဘာလို့ယုံမှဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေပဲသူတို့လည်းဟလာလူပဲဒါမှမဟုတ်သူတို့တွေကသူများရဲ့အလောက်ကိုမလုတ်ဖဲနဲ့ဆက်ဆက်မှုမှာပေါ့နော်ဒါအောင်မြင်နေတာတွေ့တယ်ကျွန်တော်လည်းအဲ့ဒီရေပိုက်ဂုံကအလောက်ကပေါ့နော်မလုတ်ချင်တော့ဘူးအာပြီးလို့ရှိရင်ကျွန်တော်ဒါ SCM မှာပဲအဲ့ဒီပြောမယ်ဆိုရင်ဒါကျွန်တော်လုတ်တဲ့ဆက်ယုံမှာလုတ်အားကဆိုရင်ဒါ9ရက်စာလောက်ရာဖို့ရှိတယ်ဒါမှမဟုတ်အဲ့ဒီအလောက်ကိုကျွန်တော်သွားမလုတ် နဲ့ကျွန်တော်ဆက်ဆက်မိုးမှာပေါ့နော်အာကျွန်တော်တို့ရဲ့အဖေသားတွေနဲ့ပေါ့နော်ဒါ900ရောက်လောက်ပဲစတင်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ line group လေးမှာစပြီးစ조사ရတယ်ဘာသာဝါနေပဲဒါကျွန်တော် platinum ဆိုတဲ့ຢာတို့ကိုຢာတယ် platinum ຢာတဲ့အချိန်မှာဒါကျွန်တော်ရဲ့ဝင်ငွေ3900နဲ့အာ49ကျက်ရတယ်ပြီးလို့ရှိရင်ဒါကျွန်တော်ရဲ့ online ကနေ platinum ຢာတဲ့အတွက်အာဂုံပြုတ်ပေးတဲ့9000 9000ကျက်နေဆိုလို့ရှိရင်အာကျွန်တော်ရဲ့ဝင်ငွေဆိုလို့ရှိရင်ဒါ၄၈၉၀၀ကျော်ရရှိတယ်အဲ့တော့စဉ်းစားကြည့်လို့ရတယ် အာပလက်တီနယ်တက်တဲ့ရပါမနော်အဲ့တော့ကျွန်တော်တို့ပြင်ပမှာဆိုလို့ရှိရင်ဒီမှာထိုင်းနိုင်ငံမှာ9နှစ်10နှစ်နေတဲ့သူတွေလည်းရှိမယ်ဒီလိုမျိုးဝင်ငွေတွေရားဖို့ဆိုတာလွယ်လားဆက်ဆက်မှုမှာတကယ်ရတယ်နော်ဒါမှမဟုတ်အာနောက်ထပ်ကျွန်တော်ထပ်ပြီးပြောပြပေးခြင်းနော်အာဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်လည်းအမေကိုလည်းဒါဟိုကျမ်းမာရေးအတွက်ပေါ့နော်ဒါပေးကိုလည်းပေးနိုင်တယ်ပြီးလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်းပဲဒါကျွန်တော်လိုချင်တဲ့ကွန်ပျူတာပေါ့နော်အထိုင်းပတ်ဆိုလို့ရင်ဒါ3000ခွဲဝင်းကျင်ပေါ့ကြွားတာမဟုတ်ဘူးကျွန်တော်တို့ဆက်ဆက်မိုးမှရတာကိုချပြပေးတာဖြစ်တယ်နော် အာဘီလို့ရှက်တာနောက်ထပ်ဆက်လိုင်းလေးတစ်ချက်လောက်ဆရာကြီးအာဘီလို့ရှက်ပါတော့ဒါကျွန်တော် online ကနေပြီးလို့ရှင်တက်ကြတာပေါ့နော်2021လပိုင်း10ရက်နေ့ကတာဝိုင်းပွဲပေါ့ဝိုင်းပွဲမှာဆိုလို့ရှင်ကျွန်တော်ဗာရလိုက်လဲဆိုလို့ရှင် ပေါ့နော်ကျွန်တော် CEO ကိုပြောတဲ့စကားလေးတစ်ခွန်းပေါ့ဘွေးဖွားလာတဲ့ဟာလာကျွန်တော်တို့အခုဒီနေ့မှာဆိုလို့ရှင်ဒီလိုမျိုးရှင်တန်ခွင့်ရတာတော့အရန်ကန်ကောင်းတယ်ဒီနေ့ဒီအချိန်မှာအဲ့ရတဲ့မှာဘုံ က်နေတဲ့လူမမယောဂါတွေအများရှိဘူးလားကျွန်တော်တို့တွေဒီလိုမျိုးရှင်တန်ကွင်းရတာလည်းအရန်ကန်ကောင်းကျွန်တော်တို့ရှင်တန်ဖို့ဟုတ်လားကျွန်တော်တို့ရဲ့အဖေတွေရဲ့ချွေးတွေကျွန်တော်တို့အဖေတွေရဲ့ဒါချွေးမွေးခဲ့တဲ့ချွေးတွေမဲ့အမေရဲ့သွေးတွေနဲ့ရှိမယ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးရှင်တန်ကွင်းမွေးဖွားပြီးလူဖြစ်လာခွင့်ရတဲ့ဘဝကစီဟုတ်ပြောပြပေးတယ်ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်တုံးဖို့လားသူများတွေတုံးဖို့လားတဲ့ဟုတ်လားအဲ့တော့ကျွန်တော်တို့ဆိုလည်းပဲ ်ဝိုလင်းလို့ရှိရင်အလုသွားတယ်ကျမ်းမာရေးမကောင်းလို့တော့မှနော်ကျမ်းမာရေးမကောင်းလို့တော့မှဒါအလုမနာရအောင်ပေါ့နော်အဲ့ဒီမှာအဲ့ဒီဝိုင်းပွဲမှာဆိုလို့ရှိရင်ဒါပထမဆုံးတီးလိုက်တယ်ဒါမှမဟုတ်ကျွန်တော်ဆိုရင်လည်းပဲကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်လည်းတုံးကျင်တယ်နော်ကိုနဲ့လက်တွဲကြိုးစားတဲ့ကိုယ့်ရဲ့အဖွဲသားတွေရဲ့သူတို့တွေလည်းသူတို့ရဲ့ဘဝကိုကိုယ်တိုင်တုံးဖို့အတွက်ပေါ့နော်ကျွန်တော်တို့တွေဟလာအဖွဲစည်းစည်းလုံးလုံးနဲ့ပေါ့နော်ဒါပညာတွေဒါစီယိုတို့နဲ့ပညာတွေသင်ယူတယ်အာသင်ယူပြီးလို့ရှိရင်ကြိုးစားရဲပေါ့နော်ဆရာကြီး slide လေးပေးပါဦး စလိုက်လေးရှိပြီပေါ့။အာဘယ်လိုချင်ဒီလိုမျိုးခံပွဲတင်တန်းနေတက်တယ်ဒါနောက်ထပ်တစ်ချက်ရှိပါနော်အချိန်လဲနေနေပြီဆိုတော့အာဒီမှာတော့လက်ချင်ဒါကျွန်တော်ရဖက်မှာဝရရူးတွေရှိမနော်။အာဘယ်လိုချင်ဒါပလက်တီနမ်ရရူးတွေပေါ့နော်။ဟယ်လိုဟုတ်ကဲ့နော်။အာဘယ်လိုချင်ဒီမှာပလက်တီနမ်ရရူးတွေပေါ့နော်။ဘယ်လိုချင်ကျွန်တော်ကိုယ်တိုင်လည်းပဲအာပလဲကနေပြီးလို့ရှင်ပေါ့နော်ဒါအာစင်မြင့်ပေါ်မှာပေါ့နော်ဒါပလက်တီနမ်စုတက်ပြီးလို့ရှင်ယူခွင့်ရတာဖြစ်တယ်။နော်ဒီစုတက်ယူခွင့်ရတော့ဆိုလို့အာကျွန်တော်လူဦးရေပေါ့နော်ဒါအများ ဒီမှာဒီသူ့ရုပ်ခွင့်ရတဲ့အတွက်ကိုကိုကိုလည်းဒါတကယ်ဂုံယူတယ်ပေါ့နော်ပြီးလို့ရှင်ဆရာကြီးဟမ်အဲ့တော့ဒီမှာဆိုလို့ဒါအဲ့ဒီစုကိုယူပြီးတဲ့နေကနေစတင်ပြီးဒါကျွန်တော်လည်းပဲအာဒီမှာပေါ့ပိုက်ဆက်မရှိလို့လူစင်းရဲတယ်အာလူစင်းရဲလို့ပေါ့နော်အချိန်နေစင်းရဲတယ်အခုဆိုလို့ရှင်ကျွန်တော်တို့ရဲ့မိသားစုတွေဆိုလို့ရှင်ပေါ့နော်ဒါတွေးကြည့်လို့ရတယ်ကျွန်တော်တို့တွေကိုယ်တိုင်လည်းပဲ အဲ့ဒီဘဝတွေပေါ့နော်ငငယ်တဲကနေပြီးလို့အမြဲတမ်းအောက်ကြားခံမျက်နှာငယ်ခဲ့ရတဲ့ပိုက်ဆက်မရှိတဲ့လူစင်းရဲတဲ့ပြီးလို့ရှင်လူစင်းရဲတဲ့အခါကျတော့ကိုယ်အချိန်တွေလည်းမရှိဘူးအချိန်တွေလည်းစင်းရဲတဲ့ပေါ့နော်အာနောက်ထပ်ဆိုလို့ရှင်ကျွန်တော်တို့တွေအခွင့်လန်းတွေလည်းစင်းရဲတဲ့အဲ့တော့အတွေးခေါ်တွေလည်းစင်းရဲတဲ့ကျွန်တော်ကိုယ်တိုင်လည်းပဲဒီရဲ့ဒဆဆပွဲရဲ့စင်မြင့်ပေါ်မှာစွတက်ယူပြီးရတဲ့နေ့ကနေပို့ပြီးလို့ရှင်ကျွန်တော်ဘဝအတွက်ပေါ့နော်ဒါအတွေးခေါ်တွေချမ်းသာလာတယ် နော်ပြီးလို့ရှိရင်ကိုယ်နဲ့အတူတူပေါ့နော်ဒါအောင်မြင်သူတွေကိုလဲဒါလက်ဆင့်ကံပြပေးခြင်းနဲ့အတွေးခေါ်တွေချမ်းသာအဲ့တော့ကျွန်တော်တို့ရဲ့ဘဝမှာပြောင်းလဲခြင်းတယ်ဆိုလို့ရှိရင် အတွေးခေါ်ချမ်းသာမှာဟာလားအတွေးခေါ်ချမ်းသာရင်ကျွန်တော်တို့ရဲ့အခွင့်အလမ်းတွေလည်းချမ်းသာလာမယ်ပေါ့နော်အခွင့်အလမ်းတွေချမ်းသာလာလို့ရှိရင်ဆရာကြီး slide လေးနှိပ်ပေးပါဦးနော်အာပြီးလို့ရှိရင်ကျွန်တော်တို့တွေအချိန်တွေလဲချမ်းသာလာမယ်လူလဲပဲချမ်းသာလာမယ်ပေါ့နော်နောက်ထပ်ဆရာကြီး slide လေးတစ်ချက်အချိန်လဲနေနေပြီဆိုတော့နော် အာကျွန်တော်လည်းပဲဒီမှာဒါနောက်ထပ်ပလဲရူဘီဆိုပြီးလို့ရှင်เนาะဒါတက်နိုင်ခဲ့တာဖြစ်ပါတယ်နော်နောက်ဒါဆက်လိုက်အဲ့တော့ဒီမှာဆိုလို့ရှင်ပေါ့နော်ကျွန်တော်တို့ရဲ့အာဆက်ဆံမိုးမှာဆိုလို့ရှင်တပတဲ့အချက်၈ချက်ခုနကကျွန်တော်ပြောပြပေးတယ်ကျွန်တော်လည်းပိုက်ဆံမရှိလို့လူစင်းရဲ့ဘွားကို ဲ့တယ်အတွေးခေါ်ချမ်းသာတယ်အခွင့်လန်းနေချမ်းသာတယ်အခုဆိုလို့ရှိရင်လေဟလာအချိန်နေလဲချမ်းသာလူလဲချမ်းသာပြီးတဲ့ပြင်ကျွန်တော်တို့ရဲ့ကုမ္ပဏီမှာလှပါတဲ့ရှစ်ချက်ကိုလဲဒါအမှန်တကယ်ရရှိတာဖြစ်နော်နံပါတ်1ဆိုလို့ရှိရင်ငွေကျွန်တော်တို့ပြင်ပမှာဆိုလို့ရှိရင်ပင်လဲပင်မန်းတယ်အလွယ်တကူနဲ့လဲမရဘူးဒီမှာဆိုလို့ရှိရင်ကိုကကိုနဲ့အတူတူလက်တွဲစူးစမ်းရတဲ့ဘာသူတွေကိုနော်ပုံပစ္စည်းကောင်းတဲ့အခွင့်လန်းကောင်းတဲ့အကြောင်းပြောရ မြဝေပေနဲ့ကျွန်တော်တို့တွေဝင်းဝေတွေလည်းအကန့်အသတ်ရှိရရှိတယ်ဒါလှပတဲ့အချက်ပေါ့နော်ဆရာအာပြီးလို့ရှိရင်ပုံလေးထပ်နေပြပါဦးနော်ဒါကကြတော့ကျွန်တော်ဖူးခင်းမျိုးမှာပေါ့နော်ပရိဘောကအလုံးလုံးခဲ့တဲ့ပုံပေါ့နော်နှစ်နှစ်ဖူးခင်းမျိုးမှာပရိဘောကအလုံးလုံးတယ်ဆိုလို့ရှိရင်အလုံးနဲ့အခမ်းပဲဘယ်မှလည်းမသွားဘူးပေါ့နော်ဆက်ဆက်မိုးမှာရှိတာပြီးတော့မှအလဲခီးစင်တွေလည်းသွားခွင့်ရတာဖြစ်တယ်နော်ဒီမှာဆိုလို့ရှိရင်ဒါအလဲခီးစင်တွေလည်းအများကြီးသွားခွင့်ရတယ်နော်ပုံလေးတစ်ချက်လောက်နှက်ပြပါဦးအားနိုင်ငံမှာပေါ့နော်ဒီမှာဆိုလို့ရှိရင် အာရပြီဆရာတစ်ချက်တစ်ချက်နဲ့အာဒါကကြတော့စင်ကာပူစင်ကာပူမှာဖြစ်တယ်ဒါကကြတော့ထိုင်းနိုင်ငံရဲ့ဖူကစ်ပေါ့နော်ဒါကတင်မောပေါ်မှာဖြစ်တယ်အာဒါကတင်မောပေါ်မှာပေါ့နော်ဒါကတင်မောပေါ်မှာဒါကကြတော့မလေးရှားနိုင်ငံရဲ့ပြည်နယ်မျိုးဖြစ်ပါတယ်နော်ဆရာကြီးနောက်ဆုံး slide လေးတစ်ချက်လာနော် okay ဒါဆိုလို့ရှိရင်ဒီထဲမှာအားလုံးကိုကျွန်တော်ကနေပြီးလို့ရှိရင်300ဘန်းနဲ့စတင်ပြီးတော့မှပေါ့နော်ကျွန်တော်တို့ရဲ့ဘဝကိုပြောင်းလဲလို့ရတဲ့တို့ကစ조사တော့조사နေတာပဲ조사တဲ့နေရာမှန်ကန်ဖို့အတွက်ကျွန်တော် 調査ပြီးလို့ရှင်ယုံကန်နေတာလားယုံထွက်နေတာလားမိမိကဘယ်နေရာမှာဘာလုပ်နေတာလဲကျွန်တော်တို့သိဖို့အရေးကြီးတယ်အဲ့တော့ဒီမှာဆိုလို့ရှင်ကျွန်တော်တို့ရဲ့ဘောတော့ဒါစာဝေးနေရေးအတွက်ကျွန်တော်တို့ကနေပြီးဒါ調査ပြီးလို့ရှင်ယုံကန်နေရတဲ့ဘဝပေါ့調査ယုံကန်နေရတဲ့ဘဝဆိုလို့ရှင်စာဝေးနေရေးကျမ်းမာရေးအတွက်မိုးလင်းအလုတ်သွားမယ်မိုးချုပ်ရင်အလုတ်ပြန်မယ်နော်အဲ့တော့ကျွန်တော်တို့調査ယုံကန်နေရတဲ့ဘဝမှာပေါ့နော်ဒီဟလာစာဝေးနေရေးကျမ်းမာရေးတွေရှိမယ်ပြီးလို့ရှင် စာဝင်းနေရဲ့ကျမ်းမာရေးအတွက်ကျွန်တော်တို့အချိန်ပေးနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့မှာတဦးနဲ့တဦးပေါ့နော်ချစ်ချင်းမြတ်တာတွေလည်းအားနည်းလာတယ်အာပြီးလို့ရှိရင်ပေါ့နော်အာအပြန်အလှန်လေးသားမှုတွေလည်းအားနည်းလာမယ်နော်ဆိုတော့ကျွန်တော်ကျွန်တော်တို့တွေဒါဟိုအောင်မြင်မှုတွေလည်းအောင်မြင်မှုတွေလည်းဒါနည်းလာမယ်ပေါ့နော်โอเคခဏလေးပေါ့နော်အော်โอเคနော်ဒီမှာ ။ဟာပြီးလို့ရှိရင်ဒါကကြတော့ကျွန်တော်တို့နေသိထားရမယ်ပေါ့နော်။ကိုကဘယ်နေရာမှာကိုယ့်ရဲ့စ조사မှုကအမှန်ကန်နေပြီလား။နော်။조사ပြီးလို့ရှိရင်ရုံးကန်ရတဲ့ဘဝမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့အချိန်တွေကစားဝေးနေရကျမ်းမာရအတွက်ပဲကျွန်တော်တို့မှာပိုနေတဲ့အချိန်ဆိုတာမရှိဘူး။အများတန်းလုံးပန်းနေရမယ်။အဲ့တော့ကျွန်တော်တို့မှာစာဝင်းနေရကျမ်းမာရေးအတွက်လုံပန်းနေရတာဖြစ်တဲ့အတွက်ကိုချစ်ခင်ရတဲ့မိသားစုတွေနဲ့အတူတူနေနိုင်လားဒါဆိုရင်ကျွန်တော်တို့တဦးနဲ့တဦးပေါ့နော်ချစ်ချင်းမေတ္တာတွေလည်းအားနည်းလာမယ်ပြောချင်တာက ကျွန်တော်တို့ပိုက်ဆံမရှိဘူးဆိုရင်အချစ်တွေတော့မခံနာဘူးဒီထဲမှာအိမ်အောင်ကြဘူးတဲ့သူတွေဆိုလို့ရှိရင်သိမယ်ပိုက်ဆံမရှိတဲ့အတွက်เนาะတကယ်ကျွန်တော်တို့အစင်မပြေတဲ့အချိန်မှာအိမ်လာကားတွေပေးဖို့ရေဖို့မိဖို့တွေစသည်ဖြင့်စာဝင်းနေရေခက်ခဲတဲ့အချိန်မှာလင်းရမရရဆိုရင်သူမျက်နာလည်းကိုမကြည့်ချင်ကိုမျက်နာလည်းသူမကြည့်ချင်ဟုတ်တယ်ဟုတ်ပိုက်ဆံမရှိလို့စာဝင်းနေရေအတွက်အချိန်ပေးနေရတာဖြစ်တဲ့အတွက်ချစ်ချင်းမြတ်တာတွေလည်းအားနည်းလာတယ်ချစ်ချင်းမြတ်တာတွေမရှိဘူးဆိုကျွန်တော်တို့ကတယောက်နဲ့တယောက်လေးစားမှုတွေလည်းမရှိတော့ဘူးเนาะ ပြီးလို့ရှိရင်ကျွန်တော်တို့တွေမှာဘဝမှာအောင်မြင်မှုလည်းမရဘူးပြီးလို့ရှိရင်ကိုယ်အိမ်မက်ကိုလည်းအကောင့်ထဲမဖို့နိုင်ဘူးပေါ့နော်โอเคနောက်ဆုံးတစ်ဆလာအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကစူးစမ်းပြီးလို့ရှိရင်ပေါ့နော်ဒါယုံထွက်တဲ့ဘဝအဲ့တော့ကျွန်တော်တို့မှာစူးစမ်းပြီးယုံထွက်မယ်ဆိုရင်နံပါတ်1အဓိကကြတဲ့အချက်ကကျွန်တော်တို့မှာတိကျတဲ့အိမ်မက်ပန်းတိုင်ရှိရမယ်နော်တိကျတဲ့အိမ်မက်ပန်းတိုင်ရှိလာပြီးကျွန်တော်တို့အရှိပိုင်းမှာကုမ္ပဏီအပိုင်းတွေထောက်ကူ ီအပိုင်းနေအာပြီးလို့ရှိရင်ဝင်ွေရမယ့်ပလန်အပိုင်းနေကျွန်တော်ပြောတဲ့အတွေ့ခေါ်အပိုင်းတွေဆက်ဆက်မိုးမှကျွန်တော်တို့ရဲ့တီချတဲ့အိမ်မက်နဲ့ပေါင်းပြီးစ조사ရင်မအောင်မြင်နိုင်ဘူးလားအဲ့တော့ကျွန်တော်တို့မှာတီချတဲ့အိမ်မက်ပန်းနိုင်နေရှိလာပြီးကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကဆက်ဆက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဆက်ဆက်မိုးမှ조사လို့ရှိရင်အောင်မြင်မှုတွေလည်းရရှိလာမယ်အောင်မြင်မှုတွေရရှိလာပြီးဆိုရင်လူနေမှုအဆင့်အတန်းတွေလည်းမြင်မာလာမယ်လူနေမှုအဆင့်အတန်းတွေမြင်မာလာရင်တရားနဲ့တရားအပြန်အလှန်လေးစားမှုတွေလည်းရှိပလာမယ် တဦးနဲ့တဦးနော်လူနေမှုအစဉ်တန်းမြင်ပါလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့တဦးနဲ့တဦးချစ်ချင်းမေတ္တာတွေလည်းရှိလာမယ်ဒါဆိုရင်စာဝိနေရေကလည်းအလိုလိုနဲ့ပြည့်စုံသွားမယ်အဲ့တော့ကျွန်တော်တို့ကယုံထွက်တဲ့ဘဝမှာအဓိကကြားတဲ့အချက်ကပန်းတိုင်ပေါ့နော်တိကျမှုရှိရမယ်ကိုယ့်ရဲ့ပန်းတိုင်အတွက်ဘယ်တော့မှအရှုံးမပေးဘဲကြိုးစားကျင်တဲ့စိတ်ရှိရမယ်နော်ဒါဆိုလို့ရှိရင်ဒီနေ့မှာကျွန်တော်ပြောပြပေးတယ်အရှိပါဝါရင်ကြွားပြီလို့ရှိရင် ကျွန်တော်တို့ရဲ့ကုမ္ပဏီမှာရှိတဲ့အားသာတဲ့အချက်တွေကျွန်တော်ကိုယ်တိုင်ဒါလှပတဲ့အချက်ရှစ်ချက်တွေကိုလည်းရရှိလာတယ်။အဲဒီလိုမျိုးရရှိဖို့အခုဆိုရင်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားတွေအောင်မြင်နေတဲ့သူတွေအများကြီးမရှိဘူးလား။ကျွန်တော်တို့လည်းအဲဒီခေါင်းဆောင်တွေမျိုးအောင်မြင်မှုရရှိဖို့အတွက်ကျွန်တော်တို့တည်ထားရမှာကကျွန်တော်တို့ကစူးစမ်းပြီးလို့ရှင်ရုံးကန်နေတာလားစူးစမ်းပြီးလို့ရှင်ရုံးထွက်နေတာလားကျွန်တော်တို့စူးစမ်းပြီးရုံးထွက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့တိကျတဲ့အိမ်မက်ပန်းတိုင်းဆက်တဲ့လက်တွဲပြီး စူးစားလို့ရတယ်เนาะဒါဆိုရင်တော့ကျွန်တော်တို့တွေเนาะကြီးမားတဲ့ဆက်ဆက်မိုးမှ Ruby Sapphire Emerald ဆိုတဲ့เนาะ Diamond အောင်မြင်မှုတွေကိုလူတိုင်းရရှိမှဖြစ်ပါတယ်ခင်ဗျာเนาะဒါဆိုလို့ရှိရင်ဒီနေ့မှာဒါကျွန်တော်ရဲ့အတွေ့အကြုံအပိစကားကချိန်လဲပြေသွားပြီဖြစ်တဲ့အတွက်ဒီလောက်နဲ့ပဲဆုံးသက်မှာဖြစ်ပါတယ်အရမ်းမတော်တဲ့ MSC ကိုကျွန်တော်